မင်္ဂလာပါအခေယာစပွန်ရဲ့ပရီးမီယားလိပွဲစဉ်36ရက်အတွက်ပွဲကျုပ်36ဆီဇန်နဲ့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခေယာရဲ့ host ကောင်းခန်းနိုင်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာနိုင်ငံကစားသမားဟောင်းတက်နောင်ဖြစ်ပါတယ်။ကိုယ်ဒီတစ်ခေါက်ပွဲစဉ်36တဲရတာစိတ်ဝင်စားဖို့အကောင်းဆုံးပေါ့နော်ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲစဉ်တစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးထားတယ်။ဘယ်ပွဲစဉ်လေးများဖြစ်မလဲဆိုတော့ပြပြပြပေးပါဦးဗျာ။ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကတော့ Premier League ရဲ့ပွဲစဉ်36ဖြစ်ရှင်မြန်ကစားမယ် Newcastle အသင်းနဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ခင်ဗျာလက်ရှိဒါ Newcastle United အသင်းကတော့ဒါကျွန်တော် Premier League အမှတ်ပေးစရာရဲ့အဆင့်၄နေရာမှာရမှတ်63ပွင့်နဲ့ရည်တည်နေရဖြစ်ပြီးတော့ဂိုးကွာချချက်ကလည်း21အပေါင်း21ဖြစ်နေတယ်တစ်ဖက်က Chelsea အသင်းကလည်းဒါရမှတ်63ပွင့်ဂိုးကွာချချက်အပေါင်း21ပဲဆိုတော့ဒီနှစ်သင်းကဒါအဆင့်၄၅နေရာမှာရည်တည်နေတယ်ဆိုပေမဲ့ဒါကျွန်တော်တို့ဒါရမှတ်တူဂိုးကွာချချက်တူအနေအထားတွေနဲ့ဒါအထက်အောက်ရည်တည်နေရဖြစ်တယ်ဆိုတော့အကယ်၍ဒါဒီနေ့ ပွဲစဉ်မှာဒါတသင်းသင်းကချေချော်သွားခဲ့မယ်ဆိုလို့ရှိရင်တော့အဆင့်9ရဲ့ပြင်ပောက်ကိုရောက်ရှိသွားဖို့အတွက်ဒါကျွန်တော် chance ကများနေရပြ။အောက်မှာဒါအဆင့်သင်းစောင့်နေတဲ့ဒါ Northern Forest အသင်းကကြော်တက်သွားဖို့ရအခွင့်အရေးကလည်းအပြည့်အဝရှိနေတယ်ဆိုတော့နှစ်သင်းစလုံးကဘယ်အသင်းမှတော့ဒါကျွန်တော်ရှုံးနှိမ့်လို့မဖြစ်တဲ့အခြေအနေဆိုတော့ဒါယာသီကုံအထိမှာဒီဟာဒီ effect ဖြစ်လာနိုင်တဲ့အနေအထားတစ်ခုမှာအဆင့်9အတွင်းမှာဘယ်အသင်းတွေကယာသီကုံဆုံးလဲဆိုတော့ဒီနေ့ပွဲစဉ်ကဒါအဆုံးဖြတ်ဖြစ်လာနိုင်ခြင်းရှိလို့ဒီနေ့သင်းရဲ့ဒါကျွန်တော်တို့ထိတ်တဲ့တွေးဆုံမှာတော်တော်လေးကိုပြင်းထန်ရှိနေတာဖြစ်ပြီးတော့ဒီနေ့သင်းရဲ့ရှေ့ကပွဲစဉ်တွေရလဒ်တွေနဲ့တူပဲစလိုက်ကြရအောင်ဗျာ မင်္ဂလာပါအခေယမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယ .com.mm ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ် Local domain ဖြစ်တဲ့အပြင် VPN မလိုပဲဝင်ရောက်ကြည့်ရှုနိုင်ပြီးအချိန်နဲ့တပြေးညီတင်ဆက်ပေးကြလို့ဖြစ်ပါတယ်ဝင်ရောက်ရမှာလဲခက်ခဲရှုပ်ထွေးမှုတွေမပါဝင်တဲ့ပေါ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 ဝင်ရောက်နိုင်ကြလို့အခေယ .com.mm ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ โอเคပါကိုဒီနေ့တင်းရှေ့ရပွဲစဉ်တွေရတဲ့ကိုပြန်ပြီးကြည့်မယ်ဆိုတော့ Chelsea တင်းကတော်တော်လေးကိုတည်ငြိမ်မှုရှိနေတာတွေ့ရတယ်။ပြိုင်ပွဲဆုံးနောက်ဆုံး၅ပွဲဆက်တိုက်မှာဆိုရင်၅ပွဲလုံးနိုင်တာတွေ့ရတယ်။တစ်ဖက်က Newcastle ကတော့ပြီးခဲ့တဲ့ကျွန်တော်တို့နောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်မှာ Brighton ဝေးဝေးမှာတည်ကြလိုက်တာတို့တွေနည်းနည်းလေးပို့ပြီးတော့ဗောနော်အမတ်ကကျော့သွားတဲ့အနေထားမှာသူတို့ဒီ Champions League ရမယ့်ရည်မှာဝင်ဖို့အတွက်ပို့ပြီးတော့များသူတို့အတွက် ဖီအားလေးတွေဖြစ်လာမလားဗောနော်အကဲ Brighton ဝင်လာနိုင်ထားမယ်ဆိုရင်ဒီအချိန်မှာတို့တို့ဒီပို့ပြီးတော့တက်တုံးစားရှိနေမယ်အနေထားမှာ Brighton နဲ့ပွဲမှာတေချာသွားတဲ့အတွက်ကြောင့်မို့ပြောရမယ်ဆိုတော့လက်ရှိ Newcastle တီ Chelsea နဲ့အမတ်တူအဆင့်၄နေရာမှာယက်တည်နေရဆိုပေမဲ့လည်းအရင်ကြီးတော့ကျွန်တော်ပြောရမယ်ဆိုရင် Champion League ဝင်ဝင်ရဖို့အတွက်စိတ်ချရတဲ့အနေထားမှာမရှိဘူးလက်ကျန်ပွဲစဉ်၃ပွဲရှိတယ်အဲ့၃ပွဲလုံးကအရေးကြီးရဆိုတဲ့အနေထားလေးကိုပြန်ပြီးတွေ့လာရတယ်ဗျ Newcastle နောက်ဆုံး၅ပွဲရလက်ကိုပြန်ပြီးကြည့်မယ်ဆိုတော့ Aston Villa ကို၄ခုတခုနဲ့ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲလေးတစ်ပွဲတွေ့ရတယ်ပြီးရင် Brighton တကူစီတေချာခဲ့တဲ့နောက်ဆုံး Premier League ပွဲစဉ်ရှိရကျန်၃ပွဲမှာတော့ပြန်ပြီးနိုင်ခဲ့တယ်ဆိုပေမဲ့လည်းတစ်ဖက်က Chelsea Chelsea ကတော့ပို့ပြီးတော့တင်းကျင်နေတာတွေ့ရတယ်လို့ Premier League နောက်ဆုံးပွဲစဉ်မှာဆိုလဲလက်ရှိ Champion Liverpool ကိုအိမ်ကမှ3ဂိုးတကူနဲ့နိုင်ထားတဲ့အထိခြေစွမ်းပိုင်းရပြန်ပြီးတင်းကျင်နေတာတွေ့ရတယ်။ဂျာရက်ဒီမှာကျွန်တော်ဒီဥရောပပွဲ City Final ပွဲရှင်မြန်ကစားခဲ့ရတယ်ဆိုပေမဲ့ဒီ Conference League လို level မျိုးမှာသူတို့ဒီကစားသမား rotation လုပ်ပြီးတော့အရင်ကစားသမားတွေအကုန်ပြေးသွားတုံးလို့ရရဆိုတဲ့အနေအထားမှာတော့ Chelsea ရဲ့ ကျွန်တော်ဒီအနေထားအရင်ပွဲပန်းတဲ့တန်ခမ်းရတယ်ဆိုရင်အနေထားမှာလည်းမရှိဘူးပြအဲ့တော့ဒီတချင်တွေ့ဆုံခဲ့တဲ့ new class နဲ့ chelsea နဲ့တွေ့ဆုံပွဲကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းမယ်တေဆိုရင်တော့နှစ်လုံးအတွက်ကတော့နင်းနာရရက်လက်ဖြစ်မှာဖြစ်တယ်လို့တသင်းသင်းကရှုံးခဲ့ဆိုလို့ရှုံးခဲ့တဲ့အသင်ကနောက်ထပ်လက်ကျန်ရသည့်ကုန်မှာ ကစားမယ်နောက်ဆုံးပွဲကျန်နှစ်ပွဲကတေးရှင်အတွက်ပို့ပြီးအရေးကြီးဝအောင်ဖြစ်တဲ့ကြောင့်မို့ဒီပွဲစဉ်မှာဘလိုအနေထားမျိုးတွေပွဲထွက်လာမယ်ဘလိုရလက်မျိုးတွေအတွက်ဖော်ဆောင်လာမလဲဆိုတာစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့နောက်ဆုံး၅ပွဲရလက်ကိုပဲကြည့်မယ်ဆိုတော့ Chelsea အသင်းကလည်းဒါ၅ပွဲစတိုက်သူတို့အနေနဲ့အနိုင်ရရှိထားခဲ့တာတွေ့ရတယ်တော်တော်လေးဟိုဒါရလက်ပိုင်းဆိုင်ရာအရာမှာတည်ငြိမ်ပြီးတော့ကောင်းမွန်တယ်လို့ကျွန်တော်ပြောလို့ရပြီတစ်ဖက်က Newcastle United အသင်းကတော့ဒါနောက်ဆုံး၅ပွဲမှာသူတို့အနေနဲ့၃ပွဲနိုင်တယ်တပွဲရှုံးတယ်တပွဲသေချာတယ်ဆိုတော့ရှုံးတဲ့ပွဲစဉ်ကဒါကျွန်တော် Aston Villa အသင်းကိုဒါ4-1ဆိုတဲ့ရလက်နဲ့ရှုံးနေခဲ့တာဖြစ်တယ်လို့နောက်ဆုံးပွဲစဉ် ် Brighton နဲ့ပွဲစဉ်မှာလည်း1-1နဲ့တည်ရကြတယ်ဗျဒီအနေထားတွေကြောင့်ဒါ Newcastle ရဲ့ဒါအနေထားမတိမငြိမ်ဖြစ်လာတယ်လို့ကျွန်တော်ပြောလို့ရတယ်မော်ဘန်နဲ့ဒီပွဲစဉ်တွေမှာဒါတို့အနေနဲ့ရမှတ်တွေကိုဒါစုဆောင်းနိုင်ခဲ့မယ်ရရှိနိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒါအခုချိန်မှာတို့အဆင့်၄အတွင်းမှာသောတောင်းသောတာနဲ့နေထိုင်နိုင်မယ့်အနေထားတစ်ခုကနေပြီးတော့အခုချိန်မှာတော့ဒါ Chelsea အသင်းနဲ့ဒါအဆင့်၄-၅နေရာကနေပြီးတော့ဒါနောက်ထပ်ပွဲစဉ်တွေအတွက်တိုက်ပွဲဝင်ရမယ့်အနေထားတစ်ခုတော့ဖြစ်လာတယ်ဆိုတော့ဒါရှေ့ကပွဲစဉ်တွေအနေထားကိုကြည့်မယ်ဆိုရင် Chelsea အသင်းကတော့ဒါ Liverpool အသင်းကိုတော့အနိုင်ရရှိခဲ့တာဆိုတော့ဒါလက်ရှိ Champion ကိုတော့တို့အနိုင်ရရှိခဲ့တယ်ဆိုတော့ဒီအနေထားတွေကြောင့် Chelsea ီအသင်းကတို့အနေနဲ့ယာသီကောင်းမအဆင့်၅အတွင်းဝင်ရောက်ဖို့အတွက်အကောင်းဆုံးဒါကျွန်တော်ရှင်းပြနိုင်မယ်လို့ပြောလို့ရတယ်။အကယ်၍သာချက်စီအသင်းဒါရှုံးနေခဲ့ပြီးတော့အကယ်၍သာအဆင့်၅ရဲ့ပြင်ပကိုထွက်ရှိသွားမယ်ဆိုလို့ရှိရင်တို့ရဲ့နောက်နှစ်ယာသီချန်ပီယံဒါဝင်ခွင့်အနေထားတစ်ခုကလုံးဝရင်းရိုင်သွားနိုင်ခြင်းရှိရဗျ။တစ်ဖက်ကယူပေါ်ကွန်ဖရင့်လိကိုတို့ဒါကျွန်တော်ဆူပလိုက်ရရှိနိုင်ခဲ့ရတဲ့ဆိုရင်တော့တို့အနေနဲ့ချန်ပီယံလိဝင်ခွင့်ကိုရရှိမှာမဟုတ်ဘူးဆိုတော့တို့ရဲ့ချန်ပီယံလိဝင်ခွင့်လမ်းကြောင်းတွေပရီးမီးယားလိတစ်ခုတည်းရပဲရှိတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာလည်းချက်စီအသင်းတို့ကအရေးကြီးသလိုတစ်ဖက်က Newcastle United အသင်းကတော့ဒါလုံးဝတို့ ောနေမျှော်လင့်ချက်ဒီတစ်ခုပဲရှိတော့တယ်ဆိုတဲ့အနေထားမှာအဆင့်၅အတွင်းဝင်ရောက်ဖို့အတွက်တို့လည်းအကောင်ဆုံးစ조사ရမယ်ဆိုတော့ Chelsea သင်းရဲ့ရှေ့မှာလည်းဒါလေပေါ်ဘူးအသင်းကိုတော့တို့အနိုင်ရရှိအောင်ဆွမ်းဆောင်နေရဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းတို့အကောင်ဆုံးဒါအနေထားတစ်ခုတော့လုပ်ပြနိုင်မယ်လို့တော့ခံစားရတယ်ဗျဆိုတော့ Newcastle အသင်းကတော့ဒါရှေ့ကပွဲစဉ်တွေမှာလို့ရာလက်တွေကိုတို့ဆုံးရှုံးခဲ့ရတယ်လို့မျိုးဒီနေ့ပွဲစဉ်မှာတော့ထပ်မံပြီးတော့မဆုံးရှုံးမှုလို့ရတယ်နောက်ထပ်တစ်ခုရှိတာကဒီနေ့သင်းရဲ့နောက်ထပ်ပွဲစဉ်နှစ်ပွဲပေါ့နော်ထိတိုက်တွေးဆောင်မယ်ပွဲစဉ်နေ Newcastle United က Arsenal အသင်းနဲ့တွေးဆောင်မယ် Everton အသင်းနဲ့တွေးဆောင်မယ် Chelsea အသင်းကတော့ Manchester United အသင်းနဲ့တွေးဆောင်မယ်နောက် Northern Forest အသင်းနဲ့ နဲ့တွေ့ဆုံရမယ်ဗျ။ဆိုတော့ဒီအနေထားအကြောင်း Chelsea တင်းရလဲဒါချိန်မှာထပ်ပြီးတော့ယုံကန်ရအောင်မှာဖြစ်သလို Newcastle United အတင်းရလဲဒါ Arsenal Everton တို့နဲ့ဒါထပ်ပြီးတော့ယုံကန်ရအောင်မယ်အနေထားဗျ။ဆိုတော့ဒီနေ့ပွဲစဉ်မှာတို့ရာမှတ်တွေဒါကျွန်တော်လိုအပ်တဲ့လောက်မစုဆောင်းနိုင်ခဲ့ဘူးဆိုလို့ရှိရင်နောက်ပွဲစဉ်မှာပို့ပြီးတော့ခက်ခဲလာမယ်အနေထားဖြစ်လာတယ်။ဆိုတော့ Chelsea တင်းဆိုလို့ရှိရင်လဲဒါရာသီနောက်ဆုံးပွဲစဉ်မှာဒါကျွန်တော်တို့ Northern Forest အတင်းနဲ့ဆော့ကစားမှာဆိုတော့ဒီပွဲစဉ်ကလဲတို့ရဲ့အဆုံးဖြတ်ဖြစ်လာနိုင်တယ်။ဒီပွဲစဉ်အခုလက်ရှိ Newcastle United အတင်းရဲ့အဝေးကွင်းမှာတော့ရောက်ပြီးကစားမယ်ပွဲစဉ်ကလဲတို့တို့အတွက်ဒါအဆုံးဖြတ်ပွဲစဉ်တွေဖြစ်လာဆိုတော့ Chelsea တင်းတို့ကလည်းတော်တော်လေးကိုမလွယ်ကူတဲ့အနေအထားတစ်ခုဖြစ် ဖြစ်သလိုညူကာဆယ်ယူနိုက်တက်အသင်းကလည်းရှေ့မှာဒါရှင်ပြိုင်ရမယ့်အသင်းတွေကမလွယ်ကူတဲ့အနေအထားဗျဆိုတော့တေချာတာတစ်ခွက်ဒီနေ့ပွဲစဉ်မှာသာရမယ့်စုဆောင်းနိုင်ရမယ်ဆိုလို့ရှိရင်တော့နောက်ထပ်ပွဲစဉ်တွေကိုတို့တတောင်းတတနဲ့ကြော်ဖြတ်နိုင်မှာဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်မှာသာရမယ့်ဆုံးရှုံးခဲ့တဲ့အသင်းကတော့ဒါကျွန်တော်နောက်ထပ်ပွဲစဉ်တွေမှာတော့တော်တော်လေးကိုအကျက်တဲ့ကာလာကိုရောက်ရှိသွားမယ်လို့ပြောလို့ရမယ်ဗျဟုတ်ကဲ့ပါကိုကျွန်တော် Newcastle United အသင်းနဲ့ Chelsea အသင်းတို့ကဒါရှေ့မှာလဲသူတို့တောက်လျှောက်တွေ့ဆုံခဲ့တာရှိရဒီဟာဒီမှာလဲသူတို့ဒါနှစ်ကြော့ထိတွေ့ဆုံခဲ့ပြီးွားပြီဗျဆိုတော့ဒီအနေထားနေကြောင်သူတို့ရဲ့ဒါရှေ့ရထိတ်တိုက်တွေ့ဆုံမှုရလဒ်တွေကဘယ်လိုမျိုးပုံစံတွေဖြစ်ခဲ့လဲဗျ ဟုတ်ကဲ့ပါကိုဒီနေ့သင်ရထဲထဲတွေ့ဆုံမှုရလက်တွေကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ဒီနေ့သင်ကကျွန်တော်ဒီပြိုင်ပွဲဆုံမှာတော့ဒီရာဒီမှာဆိုရင်ကျွန်တော်ဒီ၂ချိန်ပေါ့နော်တွေ့ဆုံခဲ့ဖို့ပြီးသွားပြီအဲကျွန်တော်ဒီပရီးမီယာလိပွဲစဉ်ဖြစ်ပထမအကြိမ်မှာတော့ Chelsea သင်ရအင်္ဂလန်မှာတွေ့ဆုံခဲ့တယ် Chelsea က၂ဂိုးတခုနဲ့နိုင်ခဲ့ပြီးတော့ Newcastle သင်ရအင်္ဂလန်မှာရှင်ပြန်ကစားခဲ့တဲ့ AFL Cup ပွဲစဉ်မှာတော့ Newcastle က၂ဂိုးဂိုးမရှိနဲ့ပြန်ပြီးတော့နိုင်ခဲ့တယ်ဗျအဲတော့ဒီရာဒီမှာတော့၂ချိန်တွေ့ဆုံမှာတစ်ချိန်စီနိုင်ခဲ့တယ်အဲ့ဒါပြင်ပေါ့ဒီနေ့သင်ထူးခြားတဲ့အနေအထားတစ်ခုက Chelsea နဲ့ Newcastle တွေ့ဆုံခဲ့တဲ့နောက်ပိုင်းနှစ်တွေမှာဆိုရင်အင်္ဂလန်မှာရှင်ပြန်ကစားခဲ့တဲ့သင်ပို့ပြီးတော့အားသာချက်လေးရှိနေတာကျွန်တော်တွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ Newcastle ဒီနောက်ဆုံး Chelsea နဲ့ တွဲဆောင်ခဲ့တဲ့နိုင်ပွဲ၃ပွဲလုံးကသူတို့အိမ်ဝင်ပါပဲရရှိခဲ့တယ်။ပရီးမီးယားလိမှာကျွန်တော်တို့ပြီးခဲ့တဲ့နှစ်နှစ်ဆက်တိုက်အိမ်ဝင်မှာနိုင်ခဲ့တဲ့1-0နဲ့တစ်ကြိမ်4-1နဲ့တစ်ကြိမ်လက်ရှိဒီယာဒီအိမ်ဝင်မှာဒီအခုပွဲစဉ်ကိုလက်ခံရှင်ပြန်ကစားရမယ်။ EFL Cup ဖြစ်ဒီယာဒီမှာရှင်ပြန်ကစားခဲ့တဲ့အိမ်ဝင်မှာလည်း2ဂိုးကူးမရှိနဲ့နိုင်ခဲ့တယ်။အဲ့လိုပဲ Chelsea ကလည်းကျွန်တော်တို့ Newcastle နိုင်ခဲ့တဲ့ပွဲတွေကပြီးခဲ့တဲ့ကျွန်တော်တို့နေ့တွေဒီနေ့တွေရမှာဆိုရင်လည်းသူတို့ရဲ့အိမ်ဝင်မှာရှင်ပြန်ကစားတဲ့ပွဲတွေမှာပဲကျွန်တော်တို့နိုင်ခဲ့တာကိုတွေ့ရပြန်။အဲ့တော့အိမ်ဝင်အားသာချက်ကိုအပြေးဝအသုံးချနိုင်တဲ့အသင်းနှစ်သင်းဒီတစ်ကြိမ် Newcastle အသင်းရဲ့အိမ်ဝင်မှာတွေ့ဆုံတဲ့အချိန်မှာတော့ Newcastle ကပဲနောက်ဆုံး၃ညဆက်တိုက်သူတို့အိမ်ဝင်မှာ Chelsea နဲ့တွေ့ဆုံတဲ့ ဖို့မြောက်ဖြင့်ဆက်ပြီးတော့ဗောနော်ကျွန်တော်ဒီထပ်ပြီးတော့သူတို့ရဲ့နိုင်ပွဲကိုထပ်ပြီးဖော်ဆောင်နိုင်မှာဒါမှမဟုတ်ချက်စီတင်ရမယ်ဒီနောက်ဆုံး3ဈေးတွဲဆုံခဲ့တဲ့ချိန်ညူကအဆယ်တင်ရဲ့အိမ်ဘူးမှာရှုံးနှိမ့်မှုကိုပြန်ပြီးတော့များသူတို့ရဲ့ကျွန်တော်ဒီအောင်ပွဲတစ်ပွဲတော့ဗောနော်ပြန်ပြီးရှာဖွေတွေ့ရှိသွားနိုင်မလားဗောအဲ့လေးပြန်ပြီးစောင့်ကြည့်ဖို့ရှိပါလိမ့်မယ်ဘာလို့လဲလက်ရှိ2သိန်းလုံးအတွက်ကတော်တော်လေးကိုအခြေကြီးတဲ့အပိုင်းခြားကာလရောက်နေတဲ့အချိန်မှာဒီပွဲစဉ်ပြီးရင်တော့2သိန်းလုံးအတွက်ကခိုင်းခက်ခဲတဲ့ပြန်ဘက်တွေကကိုစီစောင့်ကြုံနေသေးတယ်အဲ့တော့ဒီပွဲစဉ်မှာဒါအမှတ်လျော့သွားတဲ့အသင်းကတော့ပို့ပြီးတော့ရုန်းကန်သွားမှာဆိုတဲ့အနေထားမှာ2သိန်းလုံးကအကောင်းဆုံးပြင်ဆင်လာပြီးနိုင်ပွဲတစ်ပွဲအတွက် UTB ကစားသွားမဲ့ပွဲစဉ်တွေ ဖြစ်တာကြောင့်တော်တော်လေးကိုကြည့်လို့ကောင်းမယ်ပုံစံတွေဖြစ်ပါလိမ့်မယ်။ဟုတ်ကဲ့ကွေ။ဆိုတော့ Newcastle United အသင်းရဲ့အိမ်ပွဲမှာ Chelsea အသင်းအနိုင်မရရှိခဲ့တာ၃ပွဲဆက်တိုက်ဖြစ်လာပြီဗျ။ဆိုတော့ Wednesday နဲ့ရှုံတဲ့4-1နဲ့ရှုံတဲ့နောက်ဆုံး EFL Cup မှာလည်း Newcastle United နဲ့ Chelsea အသင်းတို့တွေ့ဆုံခဲ့ပြီးတော့ဒါ Newcastle United အသင်းက Chelsea အသင်းကိုဒါ EFL Cup ကနေထွက်ခွာသွားစေဖို့အတွက်ဒါဒူးစီးဆိုတဲ့ရာလဒ်တစ်ခုနဲ့အနိုင်ရရှိခဲ့တယ်ဗျ။ဆိုတော့ Chelsea အသင်းကလည်းဒီအနေအထားတစ်ခုသူတို့အနေနဲ့တော်တော်လေးကိုတုံ့ပြန်နေခြင်းစိတ်တွေရှိနေမှာပဲ။ဆိုတော့ဒါဒီကျွန်တော် Premier League မှာဒုတိယအချုပ်အဖြစ်နဲ့လာရောက်ပြီးတော့တွေ့ဆုံတယ်ဗျ။ဒါပေမဲ့တစ်ခုရှိတာအဲ Newcastle United အသင်းနဲ့ ဒါတွေးဆုံတိုင်းသူတို့ရဲ့အိမ်ကွင်းမှာတွားရောက်ပြီးချန်ပီယံကစားရတိုင်းချက်စီအသင်းအနေနဲ့ရုံးကန်ရတာ၃ပွဲအထိရှိလာပြီဆိုတော့ဒါသူတို့အနေနဲ့ဒီတစ်ခေါက်ပွဲစဉ်မှာရောဒါကျွန်တော်တို့ဒါထပ်ပြီးတော့ဒီလိုရုံးကန်ရတဲ့ပုံစံတစ်ခုကိုမြင်တွေ့ရအောင်မလားဒါမှမဟုတ်ချက်စီအသင်းကလိုအပ်နေတဲ့ရမှတ်အတွက်ဒါအစွမ်းကုန်တိုက်ပွဲဝင်သွားမလားပေါ့နော်ဆိုတော့သူတို့မှလည်းဒါကျွန်တော်တို့ဒါ Europa Conference League ကလည်းကျွန်တော်ဘူလူပွဲတက်သွားပြီဖြစ်တဲ့အတွက်ဒါကျွန်တော် Premier League ကိုပြန်ပြီးအာယုံစိုက်ဖို့အခြေအနေတစ်ခုတော့ရောက်ရှိလာပြီရှေ့မှာလည်းပွဲစဉ်တွေပွဲချက်တွေရှိအောင်မယ်ဆိုတော့ဒါကျွန်တော်တို့ Premier League ကိုသူတို့အကောင်းဆုံးအာယုံစိုက်ခြင်းအပြင်ဒါကျွန်တော်တို့နောက်ပြာသီမှာ Champion League ဝင်ခွင့်အတွက် ွက်ကိုတော့တိုက်ပွဲဝင်ရအောင်မှလည်းဖြစ်ပါတယ်ဆိုတော့ Newcastle United အသင်းကတော့သူတို့ရဲ့အိမ်ကွင်းရလက်ကောင်းမွန်နေမှုဒီနေ့ပွဲစဉ်အထိသူတို့ဆက်လက်ပြီးတော့တည်ဆောင်လာမလားဒါမှမဟုတ်ရင်ကျွန်တော် Chelsea အသင်းကလည်းဒါကျွန်တော် Newcastle အသင်းရဲ့အိမ်ကွင်းမှာရုန်းကန်ရတယ်ဆိုပေမဲ့သူတို့ရဲ့ဒါအိမ်ကွင်းမှာတော့ဒါကျွန်တော်တို့တောက်လျှောက်အနိုင်ရရှိခဲ့တာလေးလည်းတွေ့ရတယ်ဆိုတော့ဒီတစ်ခေါက်မှာရော Chelsea အသင်းနေနဲ့ဘယ်လောက်ထိလုံးပြနိုင်မလဲဆိုတော့ Newcastle အသင်းကရောလိုအပ်နေတဲ့ရာမတ်ကိုအိမ်ကွင်းမှာအကောင်းဆုံးစုဆောင်းသွားနိုင်မလားဆိုတာကတကယ်ကိုပွဲကြီးပွဲကောင်းအနေနဲ့ကြည့်ရှုရမှာလည်းဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ပါကွေလက်ရှိအနေထားတွေအရာကတော့ Newcastle United အသင်းမှာလည်းဒဏ်ရာကစားသမားတွေရှိနေတယ်။ဆိုတော့တစ်ဖက်က Chelsea အသင်းမှာလည်းဒဏ်ရာကစားသမားတွေနဲ့ဒါအဓိကကစားသမားအချို့လည်းဒဏ်ရာရှိနေတာကျွန်တော်တွေ့ခဲ့ရတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့တို့အနေနဲ့ဘယ်လိုမျိုးပုံစံလူစင်းအနေနဲ့ထွက်လာမလဲ Chelsea အသင်းကဒါ Conference League မှာရှင်ပြန်ကစားတဲ့လူစင်းတစ်ခုဒါပုံစံကောင်းတစ်ခုဒီနေ့ပွဲစဉ်ဒီဆက်လက်ပြီးတော့တည်ဆောင်လာမလားတစ်ဖက်က Newcastle United အသင်းကရောဒါရှေ့မှာတို့အနေနဲ့ဒါတည်ချခဲ့တဲ့ပွဲစဉ်တွေနောက်ကျွန်တော်တို့ဒါရှုံးနေခဲ့တဲ့ပွဲစဉ်တွေကနေပြီးတော့ဒါကျွန်တော်သင်ငန်းစာယူပြီးတော့တို့လူစင်းအပြောင်းလဲလေးတွေလောက်ပြီးတော့ဒီနေ့ပွဲစဉ်မှာအကောင်းဆုံး ဒါရင်းဆိုင်လာနိုင်မလားကိုယ့်အမြင်လေးနဲ့ဒီနေ့ပွဲစဉ်ရဲ့ပွဲထွက်လူစဉ်ကဘယ်လိုပုံစံလေးတွေများဖြစ်လာနိုင်မလဲဗျဟုတ်ကဲ့ပါခွေဒီနေ့တည်းကျွန်တော်ဒီပွဲထွက်လူစင်းကိုမကြည့်ခင်အရင်ဆုံးဒန်ရနဲ့ကျွန်တော်ဒီပွဲပဲပြတဲ့အောင်ပြန်ပြီးကြည့်ရမယ်ဆိုတော့ပွဲပဲပြတဲ့အောင်တော့နှစ်သိန်းလုံးမှကစားသမားမရှိဘဲနဲ့ကျွန်တော်တို့ပွဲပဲပြတဲ့ကင်းစင်းနေတာတော်တော်တွေ့ရတယ်ဒါမဲ့ဒန်ရပြဿနာအောင်ပြန်ပြီးကြည့်ရတဲ့ခါကျတော့နင်းကဆယ်ကတော့အဓိကကစားသမားတော်တော်များများပြန်ပြီးတော့ဒန်ရနေတာတွေ့ရတယ်ချက်စီမောင်ဒန်ရကစားသမားရှိရဆိုမယ်နဲ့အဓိကကစားသမားတွေကဆိုရင်တော့အန်ကူကူနဲ့ကျွန်တော်တို့ခန်စစ်ကဖူဖာနာအောက်လောက်ပဲကျွန်တော်တို့ လို့ကျွန်တော်လွှဲချော်ဖို့ရှိရပါတော့ကျွန်တော်ကတော့ကျွန်တော်အရင်ကစားသမားအချို့ဆိုတော့အရင်တော့ပြုတ်နာမရှိဘူးဒါပေမဲ့တစ်ဖက်ကညီကဆရာကျော်ဒီပွဲစဉ်မှာသူတို့အတင်းရဲ့ကွင်းလေအဓိကကွင်းလေကစားသမားဖြစ်တဲ့ဂျိုလီတက်လွှဲချော်မယ်ဘယ်ဘချန်ခန်စစ်ကလီဝစ်ဟောလွှဲချော်မယ်ပြီးဖေဗီယန်ရှားကလည်းကျွန်တော်ကြက်ခံမှုပြဿနာအကြောင်းဒီပွဲစဉ်ကိုကျွန်တော်ပါဝင်နိုင်မှုမသေးကြသေးဘူးဗျအဲ့တော့ဖေဗီယန်ရှားကမပါဝင်နိုင်ဘူးဆိုတော့သူတို့အတင်းအဓိကကစားသမား၃ယောက်လောက်လွှဲချော်သွားမယ်ဆိုရအနေထားမှာညီကဆယ်နေရတော့ပူပူလေးပူပြီးတော့ဗောနော်ချယ်ဆီတက်တော့နည်းနည်းလေးရုန်းကန်သွားနိုင်နေဆိုရအနေထားမှာရှိရဗျပြီးခဲ့တဲ့ဘရိုက်တန်နဲ့ပွဲစဉ်မှာလည်းသူတို့အတင်းရဲ့ကျွန်တော်လူထုတ်လာတဲ့လူစင်းအရာအပြေအဝ၃000ကျင်းရမယ်ဆိုမယ်လေအဝေးကွင်းမှာ တကူးစီပဲတေးရလဲရရှိခဲ့ရဆိုရင်အနေထားတော့ Newcastle အနေနဲ့လည်းနည်းလေးတော့ခက်ခဲသွားရဆိုရင်အနေထားလေးမှာကျွန်တော်ပြန်ပြီးတွေးခဲ့ရတယ်။အဲ့တော့ဖြစ်နိုင်ပွဲ Newcastle အတင်း line နဲ့၁၁ရောက်ကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ဂုဒမနေရမှာနှစ်ပုတ်ရှိမယ်။ Beverchan ခန်းစင်မှာဆိုတော့ Liverman တို့ညာဘချန်းခန်းစင်မှာဆိုတော့ Trippier ခန်းစစ်အတွဲဖက်အတွင်းလူနေရမှာတော့ Dan Ban နဲ့ Fabian Shaw ကစားနိုင်မယ်ဆိုတော့ Fabian Shaw ပြန်ပြီးပါဝင်လာပါလိမ့်မယ်။ကွင်းလည်းအတွဲဖက်၃ရောက်မှာတော့ကျွန်တော်ဒီ Sandro Tonali ကျွန်တော်ဒီ Bruno Kumaris နဲ့ပုံမှန်ကစားနေကြဂျိုလီတန်မပေါဝင်နိုင်တဲ့ကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်ဒီ Joel Lo ကိုပြန်ပြီးတွေ့ရမယ်လို့ထင်နေပြ။အဲ့တော့ Well Lo Tonali Kumaris ကွင်းလည်းအတွဲဖက်ကတော့ ြောမှာကျွန်တော် Chelsea တင်းရဲ့ကွင်းလင်ရတဖက်က Anzo Fernandez တို့ပြီးတော့ကျွန်တော် Casito နဲ့ Lavia တို့နဲ့တော်တော်လေးကိုကျွန်တော်တို့ပြောမှာဆိုချစ်လို့ကောင်းမြန်ကွင်းလင်အပြင်မှာပြန်မျိုးတွေ့ရဖို့ရှိလိမ့်မယ်တက်ဆက်ပိုင်းမှာဆိုတော့ဒီရာသီအကောင်းဆုံးခြေစွမ်းပြပြီးအတောဖက်မိနေတဲ့ကျွန်တော် Bebe Chan မှာဆိုတော့ Harvey Barnes ဒါမှမဟုတ်ကျွန်တော် Anthony Gordon ညာဘက်ခြမ်းမှာဆိုတော့ Jacob Mapi ကျွန်တော် Number 9ရောထောင်တိုက်စစ်မှုနေထားနေတဲ့ Newcastle နဲ့တော့ Alexander Isaac ကိုပဲထပ်ပြီးပေါ်ထွက်လာဖို့ရှိပါလိမ့်မယ်ဗျအဲ့တော့နှစ်သင်းလုံးရဲ့ ကစားတဲ့ပုံစံအရတော့ကျွန်တော်တို့လင်မြန်တဲ့တောင်ပံကစားသမားအရင်နဲ့ဆော့ဆောင်အောင်ကုန်းတိုက်စစ်မှုတွေရှိတဲ့အပြေမှာကွန်းလက်လုံအားနှုံးအောင်ပို့ပြီးတော့အရေးကြီးတဲ့နှစ်သိန်းတွဲဆောင်တဲ့ပွဲမှာတော့နယူကဆယ်အသည်လေသူတို့အသင်းရဲ့ line နဲ့အပြေပေါ်ပြင်ပြီးပွဲထူလာဖို့ရှိမယ်အဲ့တော့ဂျူလီတန်မပါဝင်တဲ့ကွန်းလက်အနေထားမှာတော့ဝဲလော့အနေနဲ့အကောင်းဆုံးအစားတို့ဖြစ်စည်းနိုင်မှာဆိုပြင်ပြီးစောင့်ကြည့်ဖို့ရှိပါလိမ့်မယ်ဗျအဲ့တော့တစ်ဖက်ကချက်စီသင်းရဲ့ line ကိုပြင်ပြီးကြည့်ရမယ်ဆိုဖြစ်နေမွန် line နဲ့မှာတော့ကိုသမားနေရာမှာတော့ Robert Sanchez ဘယ်ဘယ်ချမ်းမှာတော့ Cucurella ညာဘက်ချမ်းနေရာမှာတော့ဒီနှစ်ပွဲစဉ်မှာကျွန်တော်တို့ ဟိုပြန်ပြီးတော့ပေါ့ကာစီလိုပဲပြီးခဲ့တဲ့လေဗာပူးနဲ့တွေ့ဆုံတဲ့ပွဲရလို့ပဲပြန်ပြီးတွေ့ရမှာဒါမှမဟုတ်ကျွန်တော်တို့ Resigen တို့ဘာလို့ပြန်ပြီးသုံးလာမလား Ghost တို့ဘာလို့ပေါ့နော်ကျွန်တော်ဒီပြန်ပြီးတော့သုံးလာမလားဆိုပြန်ပြီးကြည့်ရမယ်အကယ်ကာစီလိုပဲညမှာချမ်းမှာထပ်ကစားမယ်ဆိုရင်တော့ကွန်းလဲမှာတော့ Enzo Fernandez နဲ့ Lavia ကွန်းလဲအတွက်ဖောက်ကိုတွေ့ရမှာဖြစ်ပြီးတော့ခန်းစစ်အတူနေရမှာဆိုရင်တော့ Liverpool ရဲ့ Charlo Beck ရဲ့ Number 10 room မှာဆိုရင်တော့ကျွန်တော်ကိုဘက်မှာ Bebe Chan ဘယ်တော်မှတိုက်စစ်မှာဆိုရင်တော့ Maruaki ညာဘက်ချမ်းမှာဆိုရင်တော့ Patronito နဲ့ Number 9 room မှာတော့ Nicolas Jackson တို့ပဲထပ်ပြီးတွေ့ရဖို့ရှိပါနေမယ်ဗျအဲ့အရာလေးမှာနည်းနည်းအပြောင်းငယ်အပြောင်းလဲနည်းငယ်လုပ်ချင်တယ်ဆိုရင်တော့တောင်ပိုင်းနှစ်ဖက်ချမ်းမှာတော့ကျွန်တော် JD Sanchez မျိုးတို့ဘာလို့ပြန်ပြီး ီးတုံးလာတာတော့မာရိုကီရောဘာလို့အနာပေးလို့ပေါ့နော်ဒါမဲ့လဲဆန်ချိုတို့ကပြီးခဲ့တဲ့ကျွန်တော်ဒီဒီဂျာဂါဒန်နဲ့ပွဲစဉ်မှာပွဲထွက်ခွင့်ရခဲ့တာဆိုတော့ဒီပွဲစဉ်မှာဆိုတော့မာရိုကီရဲ့ပထိုနီတိုရဲ့တောင်းပန်နှစ်ဖက်ကပဲပို့ပြီးတော့ပွဲထလာဖို့တရားကနေများတယ်ဗျအဲ့တော့အဓိကစကားပြောသွားမှာတော့ဒီနှစ်သင်းရဲ့တွစ်ဆုံမှာကွင်းလယ်လုံအောင်နှုန်းနေဖြစ်တဲ့ဖာနန်ဒက်စ်တို့လာဗီယာတို့ကာစီယာတို့ကာစီတို့ရဲ့လုံအောင်နှုန်းရဲ့တစ်ဖက်ကကျွန်တော်ဆန်တိုတိုနာလီတို့ဘရူနိုကူမာရီစ်တို့နဲ့ဂျိုဝဲလိုတို့ရဲ့ကွင်းလယ်လုံအောင်နှုန်းကအဓိကစကားပြောသွားမှာဖြစ်ပြီးတော့နှစ်သင်းလုံးမှာတော့ကျွန်တော်တို့ ူညီတဲ့လူထုပ်ပေါ်နဲ့တူညီတဲ့လူစင်းရတော့အရင်ကွာချမှုတော့မရှိဘူးဘယ်အသိအသာစီးရသွားမလဲဆိုတော့ကျွန်တော်ပြန်ပေါ်မှာပြန်ပြီးစောင့်ကြည့်ရမယ့်အနေအထားလေးရှိပါလိမ့်မယ် ဟုတ်ကဲ့ကွယ်ဆိုတော့လက်ရှိအနေအထားတွေကနှစ်သိန်းစလုံးရတာကျွန်တော်တို့အဓိကကွင်းလေပေါ့နော်ဆိုတော့ကွင်းလေပိုင်းကတော့တော်တော်လေးအင်အားတောင့်တင်းတဲ့အသင်းတွေဖြစ်တာနဲ့အညီဒီနေ့ပွဲစဉ်မှာလည်းဒါနှစ်သိန်းရကွင်းလေအားပြိုင်မှုလေးတွေဆိုတော့တွေ့ရမယ်ဆိုတော့တစ်ဖက်ကဒါကျွန်တော်တို့ဒါ Newcastle အသင်းဘက်မှာတော့ဒီနေ့ပွဲစဉ်မှာတော့ဒါဝီလော့ပေါဝင်လာနိုင်ညီရှိတယ်ဆိုတော့ဒီအနေအထားကသူတို့ရဲ့ဒါကွင်းလေပိုင်းအနေငယ်လေးများပေါ့နော်ဆိုတော့ပုံမှန်ထက်စာရင်ဒါကျွန်တော်တို့အားနည်းချက်လေးများရှိမလားပေါ့နော်ဒါလေးတစ်ချက်ကြည့်မိတယ်နောက်ထပ်တစ်ခုကတော့ဒါကျွန်တော်နှစ်သိန်းစလုံးရတိုက်စစ်ကတော့ဒါတော်တော်လေးသဘောကျစရာကောင်းတဲ့အနေအထားမှရှိရပြဆိုတော့ဒီ theme ကိုဒါ Chelsea အသင်းရဲ့ဒါ ော်နောက်ချန်တိုက်စစ်ကစားသမားဒါကြောင့်ကိုပါမာရဲ့ဒါဆွမ်းဆောင်ရုပ်လေဒီနေ့ပွဲစဉ်မှာထပ်မံပြီးတော့မြင်တွေ့လာရနိုင်ရရှိတယ်ဆိုတော့ဒါ Chelsea အသင်းဘက်ကတော့တော်တော်လေး MP အားပြီးတော့ရှိနေတော့မယ်နောက်သူတို့ဒါ rotation လုပ်ပြီးတော့ကစားလို့ရတဲ့ပုံစံလေးတွေလည်းရှိတယ်ဗျဆိုတော့ဒီဘက်က Newcastle United အသင်းကလည်းသူတို့ရဲ့ဒါကျွန်တော်တိုက်စစ်ဖြစ်တဲ့ဒါကျွန်တော် Lesnar Isaacs နဲ့နောက်ကျွန်တော်တို့ဒါ Damban ကျွန်တော်ဒါ Murphy ပေါ့နော်ဆိုတော့ဒီတိုက်စစ်တွဲလုံးဒီ၃ယောက်ကတော်တော်လေးကိုဒီရာသီမှာသူတို့ရဲ့လုံအားနှုံးတော်တော်လေးပြသခဲ့တာဗျဆိုတော့ဒီအနေထားရဲ့ကြောင့် Newcastle United အသင်းရဲ့တိုက်စစ်ကလည်းဒါကျွန်တော်ဒီရာသီကြိုက်တဲ့အထက်မှာပါတယ်ပေါ့နော်ဆို ော့နောက်ထပ်တစ်ခုကတော့ဒါကျွန်တော်ဖေဗီယန်ရှားဒီနေ့မှာမပါဝင်နိုင်မှုကဒါကျွန်တော်တို့နျူကာဆယ်အသင်းရဲ့သူတို့ရဲ့ကန်ဆယ်ပိုင်းမှာပေါ့နော်အနေနဲ့အားနည်းချက်လေးများဖြစ်သွားမလားဒါလေးတော့ကျွန်တော်တစ်ချက်စိုးရိမ်မိရဲ့တစ်ဘက်ကဒါချက်စီအသင်းဘက်ကတော့သူတို့မှဒဏ်ရာရလူစီရင်တွေရှိနေတယ်ဆိုပေမဲ့ဒါကျွန်တော်အရင်ကြီးတော့အင်အားရုံးရော်သွားမယ့်အနေအထားမျိုးတော့မရှိဘူးပြသူတို့အင်အားတောင့်တင်းနေအကောင်းဆုံးကစားနိုင်နေတော့မယ့်ဆိုတဲ့အနေအထားတစ်ခုမှာဒီနေ့ပွဲစဉ်အရာတော့လူစင်းပိုင်းဆိုင်ရာအရာမှာချက်စီအသင်းကတော့ပို့ပြီးတော့ကျွန်တော်သဘောကျမိတာတော့မှန်တယ်ဆိုပေမဲ့နျူကာဆယ်အသင်းကလည်းဒီထက်မယုံရောတဲ့အနေအထားတစ်ခုမှာတော့ရှိနေတော့မယ့်ဗျ အောက်မှာရှိတဲ့ Northern Forest အသင်းကလည်းရမှတ်အနေနဲ့နှစ်မှတ်ပဲကွာခြားတဲ့အနေထားမှာနှစ်မှတ်တည်တာပွဲစဉ်တပွဲပဲဗျာဆိုတော့ Newcastle United အသင်းရောပါမှမဟုတ်ရင်ဒါ Chelsea အသင်းကသာရှုံးနေခဲ့ပြီးတော့ Northern Forest အသင်းကအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒါတသင်းသင်းကဒါကျွန်တော်အဆင့်9ရဲ့ပြင်ပကိုထွက်ခွာပေးရမယ်အနေထားတစ်ခုလိုဖြစ်လာတယ်ဆိုတော့ဒီနေ့ပွဲစဉ်ကတော်တော်လေးကိုအရေးကြီးတယ်နှစ်သင်းစလုံးကတော့တရေရမှတ်တမတ်ရရှိကောင်ဆွမ်းဆောင်ခဲ့မယ်ဆိုလို့ရှိရင်လည်းဒါ Northern Forest အသင်းနဲ့ရမှတ်2အနေထားဖြစ်သွားမှာဖြစ်လို့နှစ်သင်းစလုံးတို့ကရှိရနှစ်ပွဲစဉ်မှာနောက်ထပ်ဒါကျွန်တော် NLD နဲ့လည်းထပ်မံပြီး ျင်းဆိုင်ရအောင်မဲ့အနေအထားတစ်ခုတော့ဖြစ်သွားမှလိမ့်မယ်ဗျ။ဆိုတော့ဒါကြောင့်ဒီနေ့ပွဲစဉ်မှာအနိုင်ရရှိခဲ့တဲ့အသင်ကတော့ဒါကျွန်တော်ရာသီကုံမာတာအဆင့်၅အတွင်းဝင်ရောက်ဖို့အတွက်အချိန်လေးကောင်းနေအခွင့်အရေးကောင်းနေပိုင်ဆိုင်သွားမှဖြစ်လို့နှစ်သင်းစလုံးအတွက်တကယ်ကိုအရေးကြီးတဲ့အနေအထားတစ်ခုဖြစ်တယ်ဗျ။ဆိုတော့အခုအနေနဲ့ဆိုရင်ဒီနေ့ပွဲစဉ်မှာညူကာဆယ်ယူနိုက်တက်အသင်ကပို့ပြီးတော့ဒါအဆင်ပြေမလားပေါ့နော်။တို့အနေနဲ့ဒါတရာသီလုံးစာမှာလည်းတို့ရဲ့ဒါဆွတ်ဆောင်ရင်ကောင်းနေကျွန်တော်မြင်တွေ့ခဲ့ရတယ်ဆိုတော့နောက်ရသီမှာချန်ပီယံလိဝင်ဝင်အတွက်ကလည်းထိုက်တန်တဲ့အသင်ပဲဗျ။ဆိုတော့တစ်ဖက်က Chelsea အသင်ကလည်းဒါရှေ့ပိုင်းမှာတော့ဒါကျွန်တော်ဥရောပပွဲစဉ်တွေမှာတော့တို့အနေနဲ့ ဒါခြေဆွမ်းကောင်းတွေပြသခဲ့တယ်ဆိုပေမဲ့ပရီးမီးယားလိမှာတော့အနေနဲ့ရုန်းကန်ခဲ့ရတဲ့အနေအထားလေးကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်။ဒါပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော့ချက်စီအသင်းရဲ့တည်ငြိမ်တဲ့ခြေဆွမ်းတစ်ခုကိုကျွန်တော်ထပ်မံပြီးတော့မြင်တွေ့လာရပြန်တယ်။ဆိုတော့ဒီအနေအထားလေးကြောင့်ဒါချက်စီအသင်းကလည်းဒါကျွန်တော်ချန်ပီယံလိဝင်ဝင်အတွက်ထိုက်တန်နေတဲ့အသင်းပဲ။ဆိုတော့ဒီနှစ်သင်းထိတိုက်တွဲဆုံမှုမှာဒါတသင်းသင်းရတာရှုံးနေခဲ့မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တော်တော်လေးဟိုဒါအနေအထားမကောင်းတဲ့အနေအထားဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ပြောလို့ရ။နှစ်သင်းစလုံးအတကယ်ကိုထိုက်တန်တဲ့ခြေဆွမ်းတွေရှိတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာနှစ်သင်းရဲ့ဒါကျွန်တော်အထင်အရှင်ပြိုင်မှုကိုမြင်တွေ့ရမှာဖြစ်လို့အခုအနေနဲ့ဆိုရင်ရော ဒီနေ့ပွဲစဉ်မှာဒီနှစ်သင်းအနေနဲ့ဒါကျွန်တော်ရမတ်တေးတမှတ်ကိုခွဲယူသွားဖို့ရရာခိုင်နှုန်းများမလားဒါမှမဟုတ်တသင်းသင်းကအနိုင်ရရှိပြီးတော့ဒါအဆင့်ငါကျွန်တော်ချန်ပီယံလိဝင်ဝင်နှစ်သင်းအောင်စုပ်ကင်သွားနိုင်မလားဆိုတော့အကိုရဲ့အမြင်လေးနဲ့ကိုရလက်လေးကိုလည်းခံမှန်းပေးပါအောင်ဗျာ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကကျွန်တော်ပြမဆုံးကြည့်ရမှာနှစ်သိန်းလုံးအတွက်ကဒီပွဲစဉ်ကအရေးပါတဲ့အနေအမြပေါ့နော်ကျွန်တော်ဒီပွဲစဉ်မှာမှားလိုက်တဲ့အတင်ကတို့ရဲ့ယာတီကုံနောက်ဆုံးနှစ်ပွဲအထိပါကျွန်တော်ဒီပို့ပြီးတော့ရိုက်ခတ်သွားနိုင်တဲ့အနေအထားလေးမှာရှိတယ်။ဘာလို့ဆိုနှစ်သိန်းလုံးကဒီပွဲစဉ်ပြင်ရင်ကျွန်တော်တို့နောက်ထပ်အသင်းကောင်းအနေနဲ့ပွဲချန်နေရှင်မြန်ကစားဖို့ရှေ့ဦးမယ်ဗျ။အဲ့တော့ပို့ပြီးတော့ခက်ခဲနေရအောင်ချက်စီပေါ့နော်ချက်စီရောဒီပွဲစဉ်ပြီးနောက်ထပ်ပွဲချန်အဖြစ်ရှင်မြန်ကစားဖို့ရှိတာ Northern Forest တို့ United တို့တို့အသင်းနေနေဆိုတော့ Newcastle ရရှင်မြန်ကစားဖို့ရှိတယ် Everton တို့ Arsenal တို့အသင်းနေဆိုင်တော့ကျွန်တော်ချက်စီနေနေတော့နည်းလေးပို့ပြီးတော့ခက်ခဲတယ်။ဘာလို့ဆို Newcastle ဒီ Arsenal န်နဲ့ရှင်မြန်ကစားမယ့်ပွဲမှာခက်ခဲတာမှန်ပေမဲ့လည်း Everton ကိုအိမ်ကုန်းမှာရှင်မြန်ကစားမယ့်ပွဲကတော့ Newcastle တော်တော့အရင်ခက်ခဲတော့မရှိတော့ဘူးဒါပေမဲ့ Chelsea ကတော့တစ်ဖက်မှာရှင်မြန်ကစားမယ့်ပွဲက Northern Force ကိုအဝေးကွင်း United ကိုအိမ်ကုန်းမှာရှင်မြန်ကစားမယ်ဆိုရင်အနေထားမှာတော့ Chelsea အသင်းဒီပွဲစဉ်မှာအမှတ်ဆုံးရှုံးခဲ့လိုက်ရင်တို့ဒီ ဟုတ်ကဲ့ပေါ့နော်ကျွန်တော်ရှုံးနေခဲ့လိုက်နေဆိုရင်နောက်ဆုံးပွဲစဉ်နှစ်ပွဲတူတော်တော်လေးအရေးကြီးဆုံးမှာဖြစ်လို့တစ်ဖက်က Newcastle တို့ Northern Forest တို့ရဲ့ရလက်တွေပါပြင်ပြီးစောင့်ချရနွားမယ်အနေထားလေးရှိတယ်ဗျအဲ့တော့ဒီပွဲစဉ်မှာတော့ Chelsea တင်းကတော့ Newcastle တဲ့ပို့ပြီးတော့အရေးကြီးတယ်အကဲသူတို့ဒီကျွန်တော်အဝေးကမှလောက်ရှင်မြန်ကစားတဲ့အချိန်မှာအနိုင်မရရှိခဲ့ဘူးဆိုတော့မရှုံးနိုင်အောင်ကစားရမယ်ဆိုတော့ကျွန်တော်ဖြေရလေးတစ်ခုတော့ရှိလိမ့်မယ်အဲ့လိုပဲ Newcastle အတင်းကလည်းဒီပွဲစဉ်ကိုနိုင်လိုက်ရင်တော့သူတို့တို့ပို့ပြီးတော့ရာသီကုန်တဲ့ခါကျရင် Champions League ဝင်ရဖို့အတွက်အချိန်ကြီးကောင်းသွားမယ်ဆိုရင်အနေထားကတော့အိမ်ကွင်းမှာလည်းဖြစ်နေရတယ်ဗျအိမ်ကွင်းမှာနောက်ဆုံးတွေ့ဆုံခဲ့တဲ့သုံးပွဲဆက်လိုက်မှာလည်း Chelsea ကိုအသာစီးရထားတယ်ဗျာတော့ Newcastle ယ်အဲ့လေးကိုထပ်ပြီးတော့ကျွန်တော်ဒီပေါ်ဆောင်နိုင်မှုတော့ကြိုးစားလာမှာတော့အမှန်ပဲဗျလက်ရှိခြေစွမ်းပိုင်းကတော့ခြေစီးသင်းရတော့ပိုတည်နေနေရမှန်တယ်ဒါပေမဲ့နယူကာဆယ်အသင်းကလည်းကျွန်တော်ခြေစီးအသင်းလိုပဲကျွန်တော်တို့ပြောရမယ်ဆိုရင်လူစင်းအင်အားကြီးအရင်ကွာချက်မရှိတဲ့အပြုံမှာဥရောပပြိုင်ပွဲတနင်္လာတရားသေးလုံးမှာဥရောပပြိုင်ပွဲတပွဲမှမကစားဘူးဆိုတဲ့အနေထားသူ့အသင်းကစားသမားအင်အားမှာသူ့အသင်းကစားသမားတွေရဲ့ကျွန်တော်ဒီလမ်းဆန်းတွက်ချက်မှုမှာပို့ပြီးတော့အနားရထားရဆိုတဲ့အနေထားလေးမှာရှိတယ်ခြေစီးသင်းကတော့ဂျိုင်းတွေမှာရှင်မြန်ကစားရတဲ့ conference league ပွဲစဉ်တွေမှာအရင်ကစားသမားတွေတုံးခဲ့တယ်ဆိုပေမဲ့လည်းတချို့ကစားသမားတွေကတော့မင်းနဲ့ပိုင်းချားရကျွန်တော်ဝင်ကစားခဲ့ရတဲ့ဒီကစားသမားတွေချိုးရှိတာဆိုတော့နယူကာဆယ် က်ဆိုင်တော့နည်းနည်းလေးတော့ခြေစည်းသင်းနေလေလေအခီးပန်းတဲ့တန်လေးပိုးပန်းတဲ့တန်လေးကိုခန်းဖို့တော့တခုတော့ရှိလိမ့်မယ်ဗျအဲ့တော့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ Newcastle နဲ့ Chelsea မှာတော့ နှစ်သိန်းပေါင်းကျွန်တော်ဒီအပြန်လည်သွင်းကိုလေးတွေမြင်ရမယ်ပွဲကောင်းတစ်ပွဲကိုကျွန်တော်မြင်ရမယ်လို့ထင်တယ်နှစ်သိန်းပေါင်းသွင်းကိုအနည်းဆုံး၃ခုလောက်တွေးနိုင်တဲ့ပွဲစဉ်တွေဖြစ်ပြီးတော့တေချဖို့အတွက်ရာခိုင်နှုန်းပို့ပြီးတော့များတဲ့ပွဲစဉ်တွေဥမာတေချမယ်ဆိုတော့ကျွန်တော်တစ်ဖက်ကိုတကူးစီဒါမှမဟုတ်နှစ်ကူးစီဆိုရယ်တေရလည်းဖြစ်ဖို့အတွက်များပြီးတော့အနိုင်ဆုံးတော့ကျွန်တော်တို့ ancient newcastle ပို့ပြီးတော့ကျန်နေသမီးတယ်ဘာဖြစ်လို့လက်ရှိ newcastle အတင်း chelsea နဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး၃ပွဲဆက်တိုက်အင်ကိုမှအနိုင်ရရှိအောင်ပေါ်ဆောင်နိုင်ခဲ့တာရဲ့ပြီးတော့ newcastle အတင်းရဲ့အင်ကွင်းလည်းဖြစ်နေတာရယ်ဆိုရယ်အနေထားကြောင့် newcastle ကိုပို့ပြီးတော့ကျွန်တော်တို့ကျန်နေသမီးတယ်ဗျအဲ့တော့ newcastle နိုင်ခဲ့မယ်ဆိုတော့2-1ဆိုရယ်ရက်လည်းဒါမှမဟုတ်ကျွန်တော်ဒီ twin goal တွေများများများစသဖြစ်သွားတဲ့ ခါကျရင်3 2ဆိုရရက်လက်လာပေါ့နော်ဖြစ်သွားနိုင်မျိုးဖြစ်နိုင်ခြင်းအများဆုံးရက်လက်ကတော့တစ်ဖက်ကို2 6စီဒါမှမဟုတ်2 6စီဆိုရတဲ့ရက်လက်ကတော့အများဆုံးဖြစ်နိုင်တဲ့ရက်လက်တစ်ခုတော့ကျွန်တော်ထင်မိပါတယ် ဟုတ်ကဲ့ကွေဆိုတော့ဒီနှစ်သိန်းထိတဲ့တွေးဆမှုမှာအဓိကကျွန်တော်တို့ကြည့်ရမယ့်ချက်နှစ်သိန်းစလုံးကတိုက်စစ်ကောင်းတဲ့အသင်းတွေပြဆိုတော့တိုက်စစ်ကောင်းတဲ့အချိန်မီွေးဒါ twin ကိုတွင်ယူနိုင်ခဲ့တဲ့နိုင်တယ်ဆိုတော့ဒါအသင်းတွေပေါ့နော်ဆိုတော့ဒီအနေထားရဲ့ကြောင့်ဒါ Newcastle United အသင်းကတော့တို့ရဲ့အိမ်ကွင်းမှာလည်းတို့လည်းအကောင်းဆုံးဆွမ်းဆောင်ရည်တစ်ခုတော့ဒါကျွန်တော်ချပြသွားလိုက်နောက်ထပ်တစ်ခုကတော့ဒါအိမ်ကွင်းအားသာချက်ကလည်းရှိနေရပြဆိုတော့ဒီအနေထားရဲ့ကြောင့် Newcastle ဘက်ကတော့ပို့ပြီးတော့အလေးသားတယ်ဆိုပေမဲ့တစ်ချက်စီးအသင်းကလည်းအရင်ကြီးကျွန်တော်တို့ကြွာချားနေတဲ့အဆင့်တန်းတစ်ခုမှာတော့ရှိနေတာမဟုတ်ဘူးပြသူတင်ကိုတင်ကစားနိုင်တဲ့အနေထားဆိုတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒါ Newcastle အသင်းက ားသွားချက်များသွားလို့ဒါလျင်တို့ဒီနေ့ပွဲစဉ်မှာဒါပို့ပြီးတော့ဒါကျွန်တော်ဖြစ်နိုင်ရရှိနေတဲ့အသင်းတစ်သင်းတို့တော့ပြောလို့ရရဗျာဒါပေမဲ့ဒါဒီဟာဒီဟာ Chelsea အသင်းရဲ့အိမ်ကွင်းသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီအလေးသာမှုက Chelsea ဘက်ကတော့ပို့ပြီးပြောင်းသွားမယ်အနေအထားတခုတော့ရှိရဗျာဆိုတော့ဒီအနေအထားတွေကြောင့်ဒီနေ့ပွဲစဉ်မှာတော့ဒါနှစ်သင်းစလုံးရဲ့တိုက်စစ်ကိုကျွန်တော်သဘောကျတယ်ကြိုက်နှစ်သက်တာဖြစ်တဲ့အတွက်နှစ်သင်းစလုံးဒီကျွန်တော်တို့ဒါ twin goal တွေတော့ twin ယူလိမ့်မယ်ဆိုတော့အခုပြောခဲ့သလိုပဲ၃ goal လောက်ကနေပြီးတော့စပြီးတော့ကြည့်ရမယ်ပွဲစဉ်တစ်ပွဲဗျာဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒါကျွန်တော်2-1ဆိုတဲ့ရလလောင်းနဲ့ဖြစ်သွားမယ်ဆိုတာနဲ့နှစ်သင်းလုံးပြန်လည် twin goal တွေနဲ့အကျိတ်နဲ့စော်ကစားပြီးတော့ဒ 3-2ဆိုတဲ့ရာလက်လောင်းနဲ့ဒါအနိုင်ရရှိသွားမယ်တသင်းသင်းရအနိုင်ရရှိသွားမယ်ပေါ့နော်ဆိုတော့ဒီထဲမှာတော့ပို့ပြီးအလေးသားနေရတော့ Newcastle United ဖြစ်ဖို့များတယ်ဆိုတော့ Chelsea အသင်းကနိုင်သွားရင်လည်းဒါကျွန်တော်တို့တိတ်ပြီးတော့ဒါရင်းဟိုထူးဆန်းနေရတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ Chelsea အသင်းမှာလည်းနိုင်နိုင်ချေရှိတယ်ဗျဆိုတော့တင်းစားတစ်ခုကနှစ်သင်းစလုံးကဒါကျွန်တော်တို့ဂိုးအများတော့ဖြစ်လာလိမ့်မယ်ဆိုတော့ဂိုးပေါ်တဲ့ပွဲစဉ်တစ်ပွဲတော့ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့နှစ်သင်းစလုံးရဲ့တိုက်စစ်တွေကကောင်းမွန်နေတာရဲ့ဆိုတော့တေးကြတာတစ်ခုကတော့ဒါကျွန်တော်တို့အကေဘီတသင်းသင်းကနိုင်မယ်ဆိုတော့3-2ဆိုတဲ့ရာလက်လောင်းနဲ့အနိုင်ရရှိနိုင်ချေရှိပြီးတော့ဒါတီးတမတ်ကို ှစ်သိန်းခွဲယူသွားတာလည်းဖြစ်နိုင်ခြင်းရှိသေးတယ်ဗျ။ဆိုတော့ဒီအနေထားရဲ့ကြောင့်ဒါရှေ့မှာလည်းတို့ပွဲတွေထပ်ပြီးတော့ကစားအောင်မယ်ဆိုတဲ့အနေထားတစ်ခုမှဒါ PR အရာအရင်ကျွန်တော်တို့ဒါ အတက်ကင်ယုံပုံစံမျိုးကိုသွားမှာမဟုတ်ပဲနှစ်သင်းစလုံးတည်းတမက်စီခွဲယူသွားပြီးတော့နောက်ထပ်ပွဲစဉ်တွေကြာတော့မှဒါကျွန်တော် Chelsea သင်းဆိုလည်းနောက်ဆုံးဒါကျွန်တော်တို့ရာသီကုန်မှာကျွန်တော်နောက်ရာသီအပိတ်ပွဲစဉ်အဖြစ်နဲ့ Northern Forest နဲ့ချန်ပီယံကစားမဲ့ပွဲစဉ်ကြာတော့မှသူတို့အားကုန်ထုတ်ပြီးတော့ကစားတာမျိုးဖြစ်လာနိုင်တယ်လို့ Newcastle United အသင်းကလည်းရာသီကုန်ပွဲစဉ်အနေနဲ့ Everton အသင်းနဲ့ပွဲစဉ်ကြာတော့မှသူတို့အနေနဲ့ဒါ Inter အားတိုက်ကစားတာမျိုးလည်းဖြစ်လာနိုင်ချေရှိလို့ဒီနှစ်သင်းကဒီနှစ်ပွဲစဉ်မှာရမှတ်တမက်တည်းတမက်ကိုခွဲယူသွားတာမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့တည်းမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ဒါ3-2ဆိုတဲ့ရလဲလောင်းနဲ့ဒါ Newcastle ကပဲဖြစ်ဖြစ် Chelsea အသင်းကပဲဖြစ်ဖြစ် ်ဒါအနိုင်ရရှိဖို့အတွက်နှစ်သိန်းစလုံးမှာတော့ရာဂိုင်တော့တော့ရှိနေတယ်ဆိုတော့ပို့ပြီးတော့အလေးသားမယ်ဆိုတော့ Newcastle United ကတော့ဖြစ်နိုင်ကြီးပို့ပြီးတော့ရှိနေတဲ့ပွဲစဉ်တွေလို့ပဲပြောရမယ်ဗျဟုတ်ကဲ့ပါကိုကျွန်တော် Newcastle United အသင်းနဲ့ Chelsea အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ Premier League ပွဲစဉ်36ရဲ့ပွဲချိန်လေးကိုတစ်ချက်တော့ပြပြပြောအောင်ဗျ ဟုတ်ကဲ့ပါကိုရီဒီပွဲစဉ်ကတော့ပရီးမီးယားလိရဲ့ပွဲစဉ်36အဖြစ်နျူကာဆယ်အသင်းနဲ့ချက်ဆီတင်တော်ဟာစူပါဆန်ဒေးရဲ့အစောဆုံးပွဲစဉ်အဖြစ်အခုလာမယ့်တင်းကုန်ဒီညနေ9:00ပွဲမှာရှင်မြန်ကစားသွားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့နျူကာဆယ်ယူနိုက်တက်အသင်းနဲ့ချက်ဆီအသင်းတို့ရှင်မြန်ကစားကြမယ့်ပရီးမီးယားလိပွဲစဉ်36အတွက်ပွဲချိုး36ဆီစဉ်မှာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်နေနဲ့တူလဲပြန်လာခဲ့ပါဦးမယ်ဗျာ